ခုကျွန်တော်တို့တွေဘာလုပ်ကြမလဲဆိုတော့အာ text အတွက်ကျွန်တော် data လေး demo data လေးတွတ်ဖြည့်လိုက်မယ် database စီရာကိုကျွန်တော်တစ်ချက်တွားလိုက်မယ်ပြီးတော့ရင်ဒီ table မှာအာ text text create okay ဒီမှာ name မှာ name ကိုကျွန်တော် text လို့ပေးခဲ့ရအောင် text လား name လား on name တော့ sorry name မှာ ကိုရေးရမယ် okay ဒီလိုကျွန်တော်ရေးလိုက်မယ်ပြီးရင်ကျွန်တော်အောက်မှာ PHP artisan DB စ Okay အဲ့တော့ကျွန်တော်တို့ database မှာဒီကိုရေးရမယ်ဆိုတဲ့ဟာလေးတကူတော့ထွက်နေပြီပေါ့နော်အဲ့တော့အခုကျွန်တော်ဘာလုပ်ခြင်းလဲဆိုတော့ Mesro DUI ကိုကြည့်အောင်အဲ့တော့ဒီမှာ text ဒါ text နဲ့ index ဆိုတဲ့ အာ GS65 real component ਨਾਲ run နေတယ်ပေါ့နော်အဲ့ကနေပြောဒီ database တက်စ်ဒီမှာပြချင်တာအဲ့တော့ပုံမှန်ရေးပွေးအားဖြင့်စဉ်းစားမယ်ဆိုရင်ဒီ page ကိုရောက်လို့ရှင် use fn hook နဲ့ um abn တချောင်းရေးပြီးတော့ data ကြီးဆွဲထုတ်ရမယ်ပေါ့နော်ဟာလာဒီ data တချောင်းရေးပြီးတော့ abn တချောင်းရေးပြီးတော့ data ဆွဲထုတ်ရမယ်ဒါပေမဲ့ inertia မှာအလိုမဟုတ်တော့ဘူး inertia တော်တော်လေးမိုက်တယ်ကျွန်တော်ပြမယ်အဲ့တော့ index ဒီမှာ index ဒီဒီကောင်လာပြီး run နေတဲ့ method ပေါ့နော်အဲ့တော့ကျွန်တော် dollar sign data အာ equal ဆိုပြီးတော့ ဒီမှာ test ကနေပြီးတော့ဟိုဟာဒီ order by id id ရည်နဲ့အာ get method နဲ့ကျွန်တော်လမ်းပြီးတော့ယူလိုက်မယ်ပြီးရင်ဒီ initial runner က second parameter မှာ data passing လုပ်လို့ရတယ်ဆိုတော့ဒီရဲ့ text select index ကိုကျွန်တော် data လမ်းပြီးတော့ပို့လို့ရတယ်โอเคအဲ့တော့ကျွန်တော်ကဒီမှာ data ဆိုပြီးတော့ dollar sign data ကိုလမ်းပြီးတော့ ဒီ data ကိုလမ်းမီပို့လိုက်မယ်။ပုံမှန်ဆိုကျွန်တော်တို့က blade fan ဆို compact နဲ့ပို့တယ်။ဒီမှာတော့ inertia မှာတော့ဒီပုံစံလိုက်လမ်းမီပို့လို့အာရတယ်ပေါ့နော်။ဒါဆိုရင်ဒီရဲ့ text select index ကအဲ့ဒီအချက်လက်တွေကိုသူကသိပြီ။သိပြီဆိုတော့ကျွန်တော်တို့ဒီ resource တွေက GS တွေကအာ pages text ဒီ index ကိုကျွန်တော်တစ်ချက်သွားရအောင်။အဲ့တော့အာဘလို့တိလဲ okay ကျွန်တော်တစ်ချက်ပြပေးမယ်။ဒီမှာ reload တစ်ချက်လုပ်လိုက်မယ်။ reload တစ်ချက်လုပ်လိုက်မယ်။ပြီးရင်ကျွန်တော်တို့တွေ ဒီမှာကြည့်ဒီမှာ data ထဲမှာဒီမှာ prop တစ်ခုအနေနဲ့ရောက်နေတယ်တွေ့လား prop တစ်ခုအနေနဲ့ရောက်နေတယ်ဒီဒီဟိုမှာ index မှာလေ prop အနေနဲ့ရောက်နေတယ်ပြီးရင် default အနေနဲ့သူက error ဆိုတော့ prop တစ်ခုသူကတည်လာပြီးတယ်ပေါ့နော်အဲဒီမှာကျွန်တော်သုံးရမယ် data ဒီ data ပေါ့နော် okay အဲ့တော့အဲ့ဒီဟာကိုကျွန်တော်ယူမယ်ယူမယ်ဆိုတော့ဘယ်လိုယူမလဲဆိုတော့အာ hook တစ်ခုသုံးမယ်ဘာလို့ဆိုတော့ inner ဒီမှာတစ်ချက်ကျွန်တော်ကြည့်အောင် const နဲ့ equal use pick ဆိုတဲ့ hook ဲ့ကောင်ကပေါ့ဆို inertia gs လဲ react မှာရှိလား use space ဆိုတဲ့ဟာပေါ့နော်အဲ့တော့ use space ဟုတ်ကိုတုံးမယ်ပြီးရင်အဲ့ထဲမှာ props တွေရှိတယ် prvs props အဲ့တော့အဲ့ဒီ props တွေကိုယူလိုက်ရင်ဘာရမလဲဆိုတော့ဒီရဲ့ data နဲ့ error ဆိုရင်ဆိုပြီးတော့ရလိမ့်မယ်အဲ့တော့မယုံဘူးဆိုရင်ဒီမှာအာ prv props ကိုကျွန်တော်ပြောလိုက်မယ်အဲ့တော့အောက်မှာ console.log နဲ့ ဘလို့ရေးလိုက်လည်းမသိဘူးခင်စလုံးမလို့လည်းမသုံးဘူးเนาะခဏလေးကျွန်တော်ဒီဟာလေး console မှာတစ်ချက်အထုတ်ကြည့်မယ်အဲ့တော့ console လာပြီးကြည့်လိုက်တယ်မှာတို့လား error နဲ့ data နဲ့ထွက်လာပြီအဲ့တော့အဲ့ဒီ props တော့ data ကိုကျွန်တော်လူပင်ပတ်လိုက်ရင်ရပြီဟုတ်လားအဲ့တော့ကျွန်တော်ကဒီမှာဘာလို့ဆိုကျွန်တော် error သုံးကျင်နေဆိုလဲဒီမှာ error ပေါ့ဗျာအဲဒီကအခုဆိုကျွန်တော် data ကိုသုံးမှာဒီဒီ data ကိုသုံးမှာအဲ့တော့အဲ့ဒီ data ကိုအဲလူပင်လောက်လိုက်ရင်အာရပါပြီဟုတ်လားဒီမှာ loop sorry data ထဲမှာဒီမှာ array ရှိတယ်အဲ့တော့ဒီ dr ကိုကျွန်တော်လူပင်ပြလို့ရအောင် ဲ့တော့အထိတ်မှခုနပေါင်းဆိုဒီ data တော့ map နဲ့ဒီအနေနဲ့ကျွန်တော်ပတ်လိုက်မယ်အဲ့တော့ဒီရဲ့ DR ကိုကျွန်တော်က control x နဲ့ကိုပြီးတော့ဒီချတဲ့ထည့်လိုက်မယ်ပြီးရင်ဒီမှာ key key props လို့နေမယ် key attribute ပေါ့နော်ဒီတော့ id ကိုပေးလိုက်မယ်ဒီရဲ့1မှာကဒီတော့ id အဲဈေးသွားရင်ဆိုတာ oh sorry ဈေးသွားရင်ဆိုတာဘာလဲဆိုတော့ဒီတော့ဒါ name ပြင်ရန်နေပါလေခဏထားလိုက်အောင်မယ်။ဒါတော့ဒီမှာတစ်ချက်လာပြီးတော့ run ကြည့်လိုက်မယ်။ဒါဆိုကုတ်ရေးရမယ်တွေ့လာတာကျွန်တော်ရဲ့ database ရနေမယ်။ဈေးသွားမယ်ဆိုတဲ့ဟာအောက်ကဟာကိုအာမဖြတ်ထားလို့ပေါ့နော်။ Okay ။ဒါဆိုရင်ရှားပါပြီ။အဲ့တော့အရင်လွယ်တယ်ဗျာ initial gs ကဘာလို့အရင်လွယ်တောင်ဆိုတော့ကျွန်တော် API လုံးဝရေးစရာမလိုတော့ဘူး single page application တစ်ခု pandy ဘူးတော့လုံးဝ API ရေးစရာမလိုတော့ဘူးပေါ့နော်။ မှန်ကြည့်လိုက်ဒီမှာပုံမှန်လာရွယ်ရေးနေသလိုပဲဗျာဟာလာဒီဘက်ကနေလည်း proxy နဲ့လမ်းပြီးတော့တုံးနေလိုက်ရုံပဲပေါ့နော်အရန်အာမိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ဆက်တည်းဘာလုပ်မလဲဆိုတော့ create လုပ်တဲ့ page လေးတခုကျွန်တော်ဖန်တီးလိုက်မယ်ဒီမှာအာ create.gcr pad create.gsx okayfc နဲ့ react component တခုဖန်တီးလိုက်မယ်အဲ့တော့ inertia မှာ link တခု page တခုနဲ့တခု switch လုပ်ဖို့အတွက် inertia link ကိုကျွန်တော်သုံးလို့ အာရရတယ်ပေါ့နော်အဲ့တော့ဒီမှာဒီမှာဒီ create ရှိတယ်တွေ့လားကျွန်တော်ဒီကော L L I N K link ဆိုပြီးတော့ပြောလိုက်မယ်ဒီမှာ initial react မှာပဲအာ link ဆိုတဲ့အာ component လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ link component ကိုအာတုံးလိုက်ရင်ရပြီအဲ့တော့ဒီမှာ href မှာအာ select text left create ဆိုတဲ့အာ library route ကိုတွားပါဒီထဲမှာ library route ကိုထည့်ပေးရတာပေါ့နော်သူက automatic သူတွားပြီးလိမ့်မယ်ပေါ့နော် okay အဲ့တော့တစ်ချက် range ရအောင်ဒီမှာတစ်ချက်ကျွန်တော် ပညာထောက်လိုက်ဒီမှာ text gray ဆိုပြီးအောက်မှာပေါ်နေပြီပေါ့နော်ဒီညလေးမှာအဲ့နှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်လိုက်လို့ရှိရင်ဘာထွက်လာအောင်ဆိုတော့ဘာ response မှမလုပ်ထားဘူး text gray ဆိုတော့အာဒီ gray method ကလုပ်လုပ်မှာပေါ့နော်အဲ့တော့ return နဲ့ ind ရ inertia ind ရ render နဲ့ select text လက် ci ရဒီ gray.jsx ကလုပ်လုပ်မဒီ css လက်ကမလုပ်ဘူးပေါ့နော် okay တခြားကျွန်တော်ပြန် run ကြည့်မယ်ကိုအဲဒါဆိုရင် create family ထွက်လာတယ်ပေါ့နော်အဲ့တော့ဒါလေးနားလည်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကျေးဇူးပါ